အားလုံးပဲမင်္ဂလာပါရှင်ညီမတို့ရဲ့လျှက်တစ်ပြက်ကျမ်းမာရေးအစီအစဉ်ကနေပြီးတော့အားလုံးပြည်လဲကြိုဆိုလိုက်ပါရစေဒီအစီအစဉ်လေးအားဆိုရင်ကျမ်းမာရေးဘူဂူတုဒါတွေကိုအချိန်တိုတွင်းနားလည်အောင်လို့တင်ဆက်ပေးသွားမယ့် channel လေးပဲဖြစ်ပါတယ်ဒီအပိုင်းမှာပြပြပေးသွားမယ့်အကြောင်းအရာကတော့လေရင်ကကျွတ်လို့အကြောင်းပဲဖြစ်ပါရဲ့ရှင်ဗီဒီယိုလေးမစခင်မှာ channel လေးကို subscribe လုပ်ရသေးရင် subscribe လုပ်ပြီးတော့ပေးနာ notification လေးကိုလည်းနှိပ်ထည့်ပေးပါဦးเนาะဒါဆိုရင်ဗီဒီယိုလေးကိုစလိုက်ကြရအောင်ရှင် လေရင်ကကျွန်းတို့ဆိုတာကလေရင်ကအပေါ်နဲ့ဘေးနားတစ်ဝိုက်ကပတ်ဝန်းကျင်မှာအစိုးလိုက်ပေါက်တက်တဲ့သေရွက်ရှိလိုပုံစံရှိတဲ့ကျွန်းတို့ခပြပြော်လေးတွေပဲဖြစ်ပါတယ်။သူတို့တွေကလိန်စိတ်ပြင်းထန်တဲ့ဆယ်ကျော်သက်တွေနဲ့လူကြီးတွေမှာအဖြစ်များပြီးတော့ဒီလက်တွေခြေထောက်တွေမှာပေါက်တက်တဲ့ကျွန်းတို့တွေလိုမျိုးခက်မှမှာပုံစံမျိုးမဟုတ်ပါဘူး။သူတို့တွေကပျော့ပြောင်းနေပါလွားတယ်အသားထူတယ်။စပြည့်သေးခိုင်လိုလိုဒါမှမဟုတ်ပန်းကောက်ဝီပွင့်လိုလိုမျိုးခန္ဓာကိုယ်ရဲ့အောက်ဘက်တွေကနေပြီးတော့အစိုးလိုက်ထိုးထွက်နေတဲ့ပုံစံပဲဖြစ်ပါရဲ့ရှင်။ ယောဂလက္ခဏာတွေကတော့လိင်ကကျွန်းတို့တွေကအမျိုးသားတွေရဲ့လိင်နဲ့ထိပ်အမျိုးသမီးတွေရဲ့မိမကိုအဝါနဲ့အမျိုးသားရောအမျိုးသမီးရောနှစ်မျိုးစလုံးရဲ့ဆူအဝါအိမ်မှာပေါက်တတ်ကြပါတယ်ဒီလိင်ကကျွန်းတို့တွေဟာရှားတာနားတာလိုမျိုးတွေဖြစ်လို့မရှိပါဘူးเนาะ ။ဘာကြောင့်ဖြစ်ရလဲဆိုရင်တော့လေအင်ကကျွန်းတို့ကခန္ဓာကိုယ်ရဲ့တခြားနေရာတွေမှာကျွန်းတို့ဖြစ်စေတဲ့ Human Papilloma Virus HPV အုပ်စုတွေကဗိုင်းရပ်တစ်မျိုးကြောင့်ဖြစ်ရတာပဲဖြစ်ပါတယ်။လူတစ်ယောက်နဲ့တစ်ယောက်ထိတွေ့မှုကနေပြီးတော့ကိုးစက်နိုင်ပါတယ်။အထူးသဖြင့်လေဆက်ဆံတဲ့အခါမှာတစ်ယောက်နဲ့တစ်ယောက်ကိုးစက်သွားတာမျိုးတွေရှိပါတယ်။တခါတလေမှာဆိုရင်လက်ချောင်းနဲ့မှာပေါက်တဲ့ကျွန်းတို့ကနေတစ်ဆင့်လေအင်ကထိတွေ့မိသွားပြီးတော့အဲ့ဒီကနေတစ်ဆင့်ကိုယ့်ဘာကိုယ်ကိုးစက်သွားတာမျိုးတွေလည်းရှိပါတယ်ရှင်။ပြီးတော့ဒဂိုးရအသာဖြစ်တတ်တဲ့အမျိုးသားနဲ့အမျိုးသမီးမှာဆိုရင်လည်းဒီလိုပုံစံမျိုးကနေပြီးတော့လေအင်ကကျွန်းတို့တွေဖြစ် လာနိုင်ပါတယ်ရှင်။တကိုယ်ရည်တန်ရှင်းမှုအားနေတာအာဟာရပြည့်ဝစွာမစားတာနဲ့လူတွေပြုတ်သိမ့်တဲ့နေရာတွေမှာနေတာကလည်းအင်ကကျွတ်နှုတ်ဖြစ်စေတဲ့အကြောင်းရင်းတွေပဲဖြစ်ပါတယ်။လိင်ဆက်ဆံပေါ်များတာ၊လိင်ရနေတစဉ်ကူးစက်တဲ့ယောဂါတစ်ခုခုရှိနေတာ၊ဒါမှမဟုတ်လိင်ဆက်ဆံနေတော့ကိုယ်တော့မသုံးတာတွေကလည်းအင်ကကျွတ်နှုတ်ဖြစ်စေဖို့အတွက်အခွင့်အလမ်းတော်တော်များပါတယ်နော်။လိင်ကကျွတ်နှုတ်ဆိုတာကခလေးတွေမှာတော်တော်လေးဖြစ်ခဲ့ပါတယ်။တကယ်လို့ခလေးတယောက်မှာဒီလိင်ကကျွတ်နှုတ်ကိုတွေ့ရှိခဲ့မှဆိုရင်နော်ဒီခလေးကလိင်ပိုင်းဆိုင်ရာဆိုးအားခံရသလားဆိုတာကိုပါထည့်သွင်းစဉ်းစားဖို့လိုအပ်ပါတယ် ရှင်။ ABV ဘာရကူဆက်ခံရရင်တေအင်္ဂေါကိစ္စဖြစ်စီတယ်လို့လေးလာမှုတွေအကြပြောထားကြပေမဲ့ဒီလေအင်္ဂါကျွန်းတို့ကိုဖြစ်စီတဲ့ ABV ဗိုင်းရပ်စ်ကရောတေအင်္ဂေါကိစ္စနဲ့ဆက်ဆက်မှုမရှိပါဘူးနော်။တေအင်လေတံကနေပြီးပတ်စမဲယူပြီးကိစ္စဆဲရှိမှရှိစစ်ဆေးတာကတော့အကောင်းဆုံးပါပဲ။ကိုုံတုံးနဲ့တခြားကောက်ွယ်တဲ့နီလန်တွေတုံးတာကတေအင်္ဂါကျွန်းတို့ကိုရာနှုံးပြေမကောက်ွယ်ပေးနိုင်ဘူးဆိုပေမဲ့အကောင်းဆုံးကတော့ဆရာဝန်နဲ့ပြသပြီးပုံမှန်လေးစစ်ဆေးဖို့လိုအပ်ပါရဲ့ရှင်။ ဘလို့ကုသလို့ရလဲဆိုရင်တော့နေငါကျွန်းတို့ကဗိုင်းရပ်ကြောင့်ဖြစ်တဲ့ရောဂါတမျိုးဖြစ်တဲ့အတွက်ကြောင့်မို့လို့ဗာကုသမှုမှမလုပ်လဲသူ့ဘာသူပျောက်ကင်းနိုင်ပါတယ်။ဒါပေမဲ့ကိုကဒီကျွန်းတို့တွေကြောင့်စိတ်ရှုံနေရဆိုလို့ရှိရင်တော့ဒီကျွန်းတို့တွေကိုပျောက်သွားအောင်လို့ပေါ့နော်ကုသလို့ရတဲ့နည်းလမ်းလေးတွေရှိပါတယ်။အလုံးများတဲ့ကုသမှုနည်းလမ်းတွေကတော့ဒီလျှက်စစ်တုံကရိယာလေးတွေနဲ့ဖြတ်ထုတ်တာဒါမှမဟုတ်နိုင်ထိုးချေအရေသုံးပြီးတော့ဒီကျွန်းတို့တွေကိုချက်သွားအောင်လို့လုပ်လို့ရပါတယ်ရှင်။ဒါမှမဟုတ်လဲဆရာဝန်ညွှန်ကြားချက်အတိုင်းဒီကျွန်းတို့သက်စီဖြစ်တဲ့ဖိုတိုဖိုင်လိုထောက်စီကိုအသုံးပြုပြီးတော့တပတ် မှတ်ချိန်နောက်နှိမ်ပြီးလို့ရပါတယ်။အဲ့ဒါအပြင်တခြားကုသတဲ့နီးလန်းတွေကလည်းအများကြီးရှိပါရဲ့နော်။ဒါပေမဲ့တခုဆိုတာကဒီလေရင်ကကျွန်းလို့ကပျောက်ကင်းသွားတဲ့သူကခဏခဏပြန်ဖြစ်နေတတ်ပါရဲ့။ဒါကြောင့်ကုသတဲ့အခါမှာကိုယ့်ရဲ့ဆရာဝန်ကိုကိုယ့်ရဲ့ဖြစ်ကြောင်းကုံစင်ကိုတည်တည်ချာချာပြောပြပြီးတော့ဆရာဝန်ရဲ့ညွှန်ကြားချက်အတိုင်းတည်တည်ချာချာလေးလိုက်နာဖို့လိုအပ်ပါရဲ့ရှင်။ လေငါကျွန်းတို့ကအလွန်ကိုဆက်လွယ်တဲ့ယောဂဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီလေငါကျွန်းတို့မပြောက်ခင်အထီးရတော့ကိုယ့်ရဲ့လိမ့်ဆက်ဆံပေါ်နဲ့လိမ့်ဆက်ဆံနာကိုနားထားဖို့လိုအပ်ပါရဲ့ရှင်ဆက်ဆံမယ်ဆိုလို့ရှိရင်လည်းအကာအကွယ်သုံးပေးပါနော်ဒီလေငါကျွန်းတို့နေရာကိုလက်နဲ့လိုက်ပြီးတော့မကုတ်ဖဲပါနဲ့ပြီးတော့လေငါတဝိုက်ကိုရေနဲ့တခြားဆေးကြောပြီးတော့ခြောက်သွေးအောင်ထားပေးပါနော်တကယ်လို့ကိုယ့်မှာလေငါကျွန်းတို့ဖြစ်လာပြီဆိုရင်တော့ကိုယ့်ရဲ့လိမ့်ဆက်ဆံပေါ်အတိပေးပြီးတော့ဆရာဝန်နဲ့ပြတ်တာအကောင်းဆုံးပါပဲဒါမှလည်းကိုယ့်စီကနေပြီးတော့တခြားလူကိုလေငါကျွန်းတို့မကူဆောင်လို့ကောက်ွယ်ပေးတာပဲဖြစ်မှာပါ အမျိုးသားရောအမျိုးသမီးရောအသက်9နှစ်ကျော်တာနဲ့အေဘီဝီကောက်ကွယ်ဆေးထိုးထားမယ်ဆိုလို့ရှိရင်တော့ဒီလေအင်ကကျွတ်လို့ရောဂါကိုကောက်ကွယ်ပြီးသားဖြစ်မှာပါရှင်။ဒီလောက်ဆိုရင်တော့လေအင်ကကျွတ်လို့အကြောင်းသိသွားလာပြီလို့ထင်ပါတယ်။ဒီမတို့ AM Channel ရဲ့လျှော်ရပြကျမ်းမာရေးအစီအစဉ်အားဆိုရင်ဒီလိုမျိုးကျမ်းမာရေးဘူဟုတုဒလေးတွေကိုအမြဲတမ်းတစ်ဆက်ပေးအောင်မှအဆောင်မြော်ပြီးတော့ကြည့်ရှုပေးကြပါအောင်နော်။အားလုံးပဲနေကောင်းကျမ်းမာပါစေလို့ဆုတောင်းပေးနေပဲဗီဒီယိုလေးကိုဆုံးသက်လိုက်ပါရှင်။